ားလုံးမင်္ဂလာပါခင်ဗျာအော်တိုဘားလာ၈ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဒီနေ့သတင်းလေးမှာတော့ဒါပြီးခဲ့တဲ့သတင်းကျုပ်ပိတ်ရက်ပေါ့နော်အားလည်းရက်အကုန်လုံးပဲပျော်ပျော်ရွှင်ရွှင် ဖြတ်တန်းဆင်းလွှဲကြတယ်ကျွန်တော်ကိုယ်တိုင်လည်းမန္တလေးပြင်ဦးလင်ကိုတရက်မဟုတ်ဘူးတညခရီးကျွန်တော်သွားခဲ့တယ်တရက်ထဲတရက်ထဲသွားခဲ့တာပေါ့နော်ရောက်ပြန်ဆိုတဲ့အချိန်ဒီအချိန်ဒီမြင်ခဲ့ရတယ်အလုံးနီးပါးအချိန်ဒီမြင်ခဲ့ရတယ် ြင်ဦးလင်ကိုကျွန်တော်ညပိုင်းရောက်သွားတယ်။ညရောက်တဲ့အချိန်မှာကံတော်ကြီးတွေရောက်တယ်။အဲ့ဒီမှာပြောပြောရှင်းရှင်းဆင်နွှဲနေကြတယ်။ဘီဘုံမြန်အချို့လွတ်တင်တဲ့သူတွေရှိတယ်။အဲ့ဒီအချိန်မှာကျင်းပနေတဲ့ဂီတပွဲတော်ကိုဆင်နွှဲနေတဲ့သူတွေရှိတယ်။ကျွန်တော်တို့ကတော့အဲ့ဒီပွဲတွေဝင်မဆင်နွှဲဘူးပေါ့နော်။ပတ်ပြီးကြည့်တယ်။ပြန်လာခဲ့တယ်။မန္တလေးမှာညာရိုက်တယ်။နောက်နေ့မနက်ကျတော့မန္တလေးမြို့ပေါ်မှာရှိတဲ့ဇာစီတီပထိုးတွေကိုလိုက်လံဖူးမြော်တယ်။ အဲကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေတွေနဲ့ပေါ့နော်အဲလိုင်းလက်ဖူးမြော်တဲ့အချိန်မှာလူတော်တော်စီကားတာကိုမြင်ရတယ်တော်တော်လေးကမှစီကားများပြတယ်နော်တော်တော်လေးကိုစီကားများပြတယ်ပြည်သူတွေအနေနဲ့မွတ်ချက်နေတဲ့လူမှုပတ်ဝန်းကျင်မှာနော်အနေထားရုံမျိုးစုံမြင်ရအဲ့လိုအခြေအနေမျိုးမှာဒီလိုရိုးရာဒလိထုံနှန်းစင်လာပွဲလန်းတပင်တွေက ပြည်သူတွေအတွက်စိတ်ဖြည့်စရာစိတ်ထွက်ပေါက်တစ်ခုအဖြစ်ကျွန်တော်တို့မြင်ပါတယ်ဒါကဝမ်းသာစရာကောင်းပါတယ် နောက်ကဒီလူပွဲလန်းတက်ပင်နေကျင်းပတာကမြန်မာရိုးရဒလီဖြစ်တယ်မြန်မာရိုးရဒလီမှာမှဗုဒ္ဓဘာသာဝင်ရဲ့ဒလီလို့ပြောလို့ရတယ်ဒါပေမဲ့ဗုဒ္ဓဘာသာဝင်ရဲ့ဒလီကိုမြန်မာနိုင်ငံမှာနေထိုင်တဲ့အများစု ပြည်သူတွေကလိုက်ပါဆင်နွှဲကြတယ်တရင်းညမိထုံပွဲတော်မှာခရီးရန်ဘာသာဝင်တွေရောအစ္စလမ်ဘာသာဝင်တွေရောတွားကြလာကြဝေကြချမ်းကြပြောကြရှင်ကြအစားပြေလူတွားကြတယ်ဒါကမုံမြတ်တဲ့ဒလီထုံတန်းတစ်ခုဖြစ်ပါတယ်ဒီလိုမုံမြတ်တဲ့ဒလီထုံတန်းတစ်ခုကိုအဲတစ်ဖက်သောတရားမဝင်ဘောနော် လက်နက်ကင်တောင်းညင်းသူတွေကတော့မကြိုက်ဘူး။ဘာကြောင့်လဲပြည်သူတွေပြောနေတာကိုသူတို့မမြင်ချင်ဘူး။တောင်ကြီးပြင်ဦးလေမန္တလေးပဲခူးရန်ကုန်နေပြည်တော်လွိုက်ကော်စသဖြင့်ဒီလိုမျိုးတွေအကုန်လုံးနော်အကုန်လုံးဒီဘက်မှာပြည်သူအများပြပြောရှင်ကြတယ်အထူးသဖြင့်လနကိုင်တောင်းကျန်းသူတွေအများအပြားကြီးဆိုးတဲ့မြို့လိုပြောလို့ရတဲ့တိုင်းလိုပြောလို့ရတဲ့စကိုင်းတိုင်းမြို့တော့မုံရွာဟာလူပင်လေရုပ်ဖြစ်လို့ဆိုတော့ဒီတဲ့င်းကို အတော်တော်များများတော့ပြည်ပြည်မိတွေရတယ်ဘယ်လိုဖော်ပြလဲ6800ရလို့ဒါမှမဟုတ်လို့ရှိရင်အတင်းအဓမ္မရက်ကွက်တစ်ခုကိုလူ9ယောက်လာခိုင်းလို့တွားရတာပါဆိုပြီးပြောကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလောက်လူများတဲ့ထောင်နဲ့တောင်နဲ့ချီတဲ့လူအုပ်ကြီးကိုဒီလိုလုပ်ဖို့ဆိုတာမလွယ်ကူပါဘူးเนาะမလွယ်ကူပါဘူးဒါကပြည်သူစစ်စစ်တွေဖြစ်တယ်အဲ့တော့အဲ့ဒီမှာနိုင်ငံဝန်ထမ်းတွေလည်းပါခြင်းပါမယ်အမျိုးမျိုးသောသူတွေကတရင်ကျွတ် ပွဲကိုဆင်နွှဲကြတယ်ပေါ့နော်။တချို့တော့လူတွေကဘာပြောကြလဲဆိုတော့မင်းတို့ပြောကြပါမင်းတို့ပဲမှန်ပါတယ်ငါတို့ကမှားပါတယ်ဆိုပြီးပြောတယ်ပေါ့နော်။အဲ့ဒါကလက်နက်ကင်တဲ့သူအချို့ပေါ့။အဲ့တော့ညီလေးတို့ကိုပြောချင်တာကညီလေးတို့ကိုဘယ်သူမှမရွေးချယ်ခိုင်းအောင်ဒီလောက်နော်တောင်းဆိုပြီးတော့ငါတို့ပြည်သူတွေကိုကာကွယ်ပေးပါနော်မင်းတို့လက်နက်ကင်တပ်ဖွဲ့ဖွဲ့ပါဆိုပြီးဘယ်သူမှတောင်းဆိုခဲ့ဘူးပြည်သူတောင်းဆိုမှုရာဖြစ်ပေါ်လာတဲ့အဖွဲ့မဟုတ်မင်းတို့မင်းတို့ပြောတဲ့စကားတွေမှာဘာပါလဲဆိုတော့ ပြည်သူတွေအေးချမ်းစွာနေဖို့အတွက်တို့ကအတက်နဲ့ရင်ပြီးတိုက်ပွဲဝင်နေရတယ်မခိုင်းပါဘူးမခိုင်းပါဘူးဘယ်ပြည်သူတွေမှမခိုင်းပါဘူးအဲ့တော့ကိုဘဝနဲ့ကိုရွေးချယ်ခဲ့တာမလားပျော်နေအခြားသောသူတွေရဲ့လွတ်လပ်မှုအခြားသောသူတွေရဲ့ပျော်ရွှင်မှုတွေကိုမပိတ်ပင်ပါနဲ့သူ့ဘဝနဲ့သူနေတာပါအဲ့တော့တချို့သောအကြံဖက်လူငယ်တွေကဒီလူအုပ်ကြီးတွေကို drone နဲ့ဘုံချဖို့ထီတောင်စိတ်ကူးကြတယ်တွေးကြတယ်ပေါ့နော်ဒါကတော့ဗီဒီယိုကြည့်တဲ့သူတွေပဲဒီကိစ္စကိုပြန်ပြီးတော့ပြောလိုက်တော့ကျွန်တော်တို့မပြောတော့ ကိုဘွားနဲ့ကိုလုံးလုံးလက်လက်ပျော်ရွှင်ကြတယ်ကိုဘွားနဲ့ကိုရွေးချယ်ပြီးတော့လက်နက်ကင်ကြတယ်အဲ့ဒီလက်နက်ကင်တဲ့သူတွေကိုလည်းဘယ်ပြည်သူကမှငါတို့လာကာကွယ်ပေးပါဆိုပြီးတောင်းဆိုခဲ့ဘူးပြည်သူကာကွယ်ရေးအဖွဲ့ဆိုပြီးတော့ကိုကနဲ့ကိုနာမည်တက်ကိုကနဲ့ကိုလက်နက်ကင်ကိုကနဲ့ကိုတောင်းချမ်းတယ်မျိုးရီရွာတွေပျက်စီးတယ်ပြည်သူလူထုရဲ့အသက်အိုးအိမ်တွေဆုံးရှုံးတယ်ပြည်သူလူထုရဲ့ပျော်ရွှင်မှုတွေစိတ်တုံးတယ်ဒီလိုအခြေအနေမျိုးကြုံခဲ့ရတာဘယ်ပြည်သူမှအဲ့ဒါမကြိုက်တော့ညှင်းငွေနေပြီ ။ငါတို့ပြည်သူတွေလွတ်လပ်တဲ့ဘဝပဲပြန်နေခြင်းတယ်။အဲ့တော့လွတ်လပ်နေတယ်။နော်။နောက်တစ်ချက်ကျွန်တော်တို့ရဲ့ဒီယူရဒလီပုံစံလေးနည်းနည်းလေးချိန်းလာတာတွေ့ရတယ်။ကျွန်တော်ကတော့ခုအရင်တော့ကျွန်တော်တို့ငငယ်တော့ကဘဝပေါ့နော်။ကျွန်တော်ငငယ်တော့ဟိုကြည်လက်ဒီတာလေးမှာကျွန်တော်တို့ရဲ့အိမ်ရှိမှာဖျောင်းနိုင်ပြီးတွေထွန်းငငယ်ရဲမီးတွေစော့ကြနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ရွာတွေမှာလူငယ်တွေစုပြီးတော့ဒီလိုရက်တွေဆိုရင်အလှူတန်းအတွက်ပွဲတွေပြုလုပ်ကြပါတော့ ။ဒီနောက်နေ့မှာကျွန်တော်တို့ဒါဝါထွက်ပွဲရှိတယ်ပေါ့။ဝါထွက်ပွဲတချို့ကျွန်တော်တို့ကရင်လူမျိုးရွာတော်တော်များများမှာပေါ့နော်။တရင်ညွတ်လာပြီးတော့တရက်နေ့ဆိုလို့ရှိရင်ဒါကထိန်ခင်းပြီပေါ့။အဲ့ဒီအတွက်ကျွန်တော်တို့ပြင်ဆင်ကြပြီ။ဒေသတွင်းမှာရှိနေတဲ့ထေကြီးဝါကြီးဆရာတော်တွေကိုလူငယ်တွေကနေစုပြီးတော့ကတော့တာတွေပါတယ်ဒီလူမျိုးပွဲတွေလုပ်ကြတယ်။ဒါမျိုးတွေကဒီဘက်နောက်ပိုင်းမှာတော့တိတ်မတွေ့လာတာတော့နည်းနည်းစိတ်မကောင်းဖြစ်စရာဆိုပေမဲ့လည်းခုနောက်ပိုင်းမှာတနင်္လာမှာနိုင်ငံတော်အတော်လကောင်းဒါမို့ရင်အဖွဲ့အစည်းတွေအတော်လကောင်းဦးစီးပြီးတော့ ပွဲကျင်းပပြီးတာမျိုးလေးတွေလည်းမြင်လာရတယ်ပုံစံတစ်မျိုးပြောင်းသွားတဲ့အခြေအနေကိုကျွန်တော်မြင်ရတယ်ဗောနော်အဲ့တော့ကောင်းတာလားမကောင်းတာလားတော့ကျွန်တော်လည်းမပြောတတ်တော့ဘူးဒါပေမဲ့ကျွန်တော်ငငယ်တုန်းကအငွေသက်တွေဗောနော်ပျော်ရှင်စရာကောင်းတဲ့အငွေသက်တွေအေဂျင့်အငွေသက်တွေတော့ပျောက်သွားတာတော့အမှန်ပဲဒါတော့ကျွန်တော်တို့ကတော့ဟိုငယ်ဘွားနဲ့ရှင်ပြီးတော့နှိုင်းရှင်ပြီးတုံးတက်တာဗောနော်ဒါပေမဲ့လည်းတူတက်လာတဲ့ခင်းတဲ့အညီဒီလိုလဲရှိကောင်းရှိမှာဗောနော်နေမှာအခုချိန်ထိဒီလိုအရှိမမီးထုံးတာတွေ အဲ့လိုရှင်ရွာလေလမ်းတစ်ချောင်းမိထုံးတာတွေကိုရက်ွက်တဲမှာမိထုံးတာတွေမိဖို့မြန်နေဆုလွတ်ကြတာဒီဒီလိုမျိုး delay တွေကြံသေးလားမကြံသေးဘူးလားဆိုတာတော့အဲကျွန်တော်ဗီဒီယိုကြည့်ရှုတဲ့ပြည်သက်တွေ comment မှာမှတ်ခဲ့ကြပါတော့နော်။ဒါတင်နေကိုတင်ဆက်ရမယ်ဆိုရင်ပထမအဆုံးသတင်းကတော့ရေဝန်တိုင်းဒေသကြီးတန်လင်းမြို့နယ်တန်လင်း6လမ်းသွားလမ်းမပေါ်မှာဖြစ်ပွားခဲ့တဲ့လူသတ်မှုတစ်ခုပေါ့နော်။ရေမောင်းဥဆန်သိန်းအော်တိုဘောလ9ရက်နေ့ကည9:00ကျော်လောက်မှာတက္ကစီဆွဲဖို့ဆိုပြီးထွက်သွားတယ်။ မိသားစုနဲ့အဆက်အသွယ်မရတော့ဘူး။နောက်နေ့မနက်မှာသူ့မိသားစုကကြေညာတယ်ပေါ့နော်။လူရောကားရောပျောက်ဆုံးနေတယ်ဆိုတဲ့အကြောင်း။ဒါပေမဲ့အဲ့ဒီအသက်65နှစ်အရွယ်ရှိတဲ့ဦးစံသိန်းပေါ့နော်။ပွင့်လင်းပြောရင်တော့တက်ကြီးပိုင်းအရွယ်ရောက်ပါပြီ။နော်။နာယူရမယ့်အရွယ်ရောက်ပါပြီ။ဒါပေမဲ့လည်းသူ့ဘဝနဲ့သူရိုးရိုးသားသားရှာစားတယ်။အငားရင်မောင်းလုပ်တယ်ပေါ့နော်။သူ့ကိုမတမာသူလူအချို့ကအဲ လူရက်ပြီးတက်ဖြတ်သွားခဲ့လို့သိရတယ်ဗောနော်ဘယ်သူလဲဆိုတော့ဒါသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဆက်ပြီးတော့စုံစမ်းနေဆဲဖြစ်ပါတယ်မိသားစုအတွက်တော့ဒါစိတ်မကောင်းစရာအခြေအနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စီမှာတချို့ညာဘိုင်းတွေမှာအဲ့လိုလူရက်မှုတွေကြောင့်เนาะကားသမားတွေမထွက်ရဘူး even နေပြီးတော့မှတော့မှဒီ EV taxi ဆွဲတာရှိတယ်။ EV taxi သမားတွေဆိုလို့ရှိရင်ညဘယ်ချိန်ဆိုနောက်ဆုံးပိတ်သူတို့မဆွဲလို့ ဘာကြောင့်လဲဆိုတော့လုံညူရေးအခြေအနေတွေရပါတယ်ရလုံညူရေးအခြေအနေဆိုတာခုနလိုလူရက်မှုတွေပါတယ်ညာတွေကြုံတဲ့အခါကျလို့ရှင် light ဖြည့်ရှင်းရတာပြဿနာများတယ်ပေါ့အဲ့အတွက်ညာမိုင်းမဆွဲတော့အဲ့တော့ဘာဖြစ်လဲအဲအဝေးပြေးကနောက်ကြမှာထိုးတာတို့နော်နောက်ကြမှာအဝေးပြေးကဆိုက်ရောက်တာတို့မနက်စောဝေးပြေးကဆိုက်ရောက်တာတို့ဆိုရင်ကာငါးစည်းစရာအခက်တွေ့ပါတယ်တချို့သောကာသမားတွေလည်းရှိတယ်ရိုးရိုးတက်စီဆွဲတဲ့သူလည်းရှိတယ်ဒါပေမဲ့လည်းသူတို့လည်း ညီနဲ့လုံလုံချင်းတို့လည်းမဆွဲရတော့ဆိုတော့ဒီအခြေအနေမျိုးရှိတယ်ပြည်သူလူလူပို့ပြီးခက်ခဲသွားတဲ့အခြေအနေရှိတာပေါ့နော်ဆိုတော့ဒီလိုလူမျိုးတွေလည်းဖန်စီထိမ့်သိမ့်မှုလိုပါတယ်ဒီပြဿနာတွေကကျွန်တော်တို့ပြည်သူလူလူရဲ့နေစဉ်ဘဝကိုတိုက်ရိုက်ထိခိုက်စေပါတယ်နောက်တစ်နေ့တစ်ပုဒ်ကတော့အားလုံးလည်းသိပြီးသားဖြစ်မှာပါစကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်နဲ့ချောင်းမြို့နယ်အဆက်မှာရှိတဲ့ဘုံတိုးရွာဘုံတိုးရွာဖြစ်စဉ်ပေါ့နော်ဘုံတိုးရွာမှာတရင်ကျုံမိထုံပွဲလုပ်တယ်ဆိုပြီးသူတို့ကပြောပါတယ်ဒါပေမဲ့တရင်ကျုံမိထုံပွဲမဟုတ်ပါဘူးတပိတ်လုပ်တာပါ အဲ့ဒီလုံနေတဲ့ဗီဒီယိုဖိုင်ကိုလည်းအစဆုံးကျွန်တော်မြင်ရပါတယ်ကြည်လည်းကြည်ပြီးပါပြီအဲ့တော့အဲ့ဒီတပိတ်လုံနေတဲ့အချိန်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်တယ်လေကြောင်းတိုက်ခိုက်မှုဆိုတာကစက်တက်လေထီးပဲကျွန်တော်သိတဲ့လောက်စက်တက်လေထီးဒီမှာတော့မစ်ရှင်ဂန်ပေါ့နော်ဒီဆက်လက်မထည့်ထားဘူးဆက်သနာမထည့်ထားဘူးဘုံဒီနှလုံးကျသွားတယ်ဘုံလုံးကျသွားတယ်အဲ့ဒီတပိတ်လုံနေတဲ့သူအချို့တေဆုံးတယ်ဒါကဖြစ်စင်ပဲအဲ့တော့တေဆုံးတဲ့ထဲမှာကျွန်တော်တို့လည်းတော်ကြီးတော့လို့မရဘူးသူတို့ရဲ့ထုတ်ပြန်ချက်အရတော့30 40လောက်တည်ဆုံးတယ်လို့ပြောတယ်ကိုတပိတ်လုတ်တယ်ဆိုလို့ရှိရင် ကိုကိုတိုင်းတပိတ်လုတ်တယ်ဆိုလို့ရှင်တော်လန့်နေဆိုလို့ရှင်နော်ဆန္ဒပြတယ်ဆိုလို့ရှင်ဒီအပေါ်မှာခံယူချက်ပြင်းထန်တဲ့လူတွေလုတ်ကြပေါ့ဘာလို့ခလေးတွေပါခေါ်ထဲတာလဲဘာလို့ပြည်သူတွေပါအာဓမခေါ်ထဲတာလဲအဲ့တော့မခေါ်ထဲဘူးမပြောနဲ့သူတဘောနဲ့သူလာတာပါလို့မပြောနဲ့ပြည်သူတွေအကုန်လုံးစုထားတာနော်ပြည်သူတွေအကုန်လုံးစုထားတာစုပြီးတော့အဲ့ဒီကွင်းမြေကြီးထဲမှာဝင်ထိုင်ခိုင်းနေမိုင်းနဲ့អော်နေတယ်မိဘပြည်သူများရှင်ဒီကိုလာပါရှင်ဆိုပြီးတော့မိုင်းနဲ့អော်တယ် ဲ့တော့အစိုးရကိုစန်းကျင်ကြောင်ဆန္ဒပြတယ်ရွေးကောက်ပွဲကိုစန်းကျင်ကြောင်ဆန္ဒပြတယ်နောက်တပိတ်တပိတ်မောင်းမောင်းပြီးတော့ပြီးတော့ရှို့ရှို့អော်တယ်ကျွန်တော်အခုဖတ်ပြနေတဲ့စာသားတွေကအစ်စ်တွေပဲနောက်ပြီးလို့ရှိရင်ပြည်သူတွေကိုအတင်းအာရမဒီရှေ့ကိုဝင်ဖို့အတွက်စုယုံတယ်ဒါတော့မှပြည်သူတော်တော်များများဒါကွဲထွက်သွားတယ်နေသွားတယ်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့အဲ့ဒီအချိန်မှာလေကြောင်းတိုက်ခိုက်မှုဖြစ်တယ်အဲ့တော့လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့သူပဲဖြစ်ဖြစ်ညွန်ကြားကုတ်ခဲ့တဲ့သူပဲဖြစ်ဖြစ်ဒီမှာအကျံဖတ်သမားတွေစုယုံနေတယ်လို့တည်င်းရလို့ရှင်တိုက်မှာပဲ။ ။နောက်အစတည်းကကျွန်တော်တို့ပြောတယ်။ကျွန်တော်တို့ပြောတာမဟုတ်ဘူး။အဲ့ဒီစကားကကျွန်တော်တို့ပဲပြောတာမဟုတ်ဘူး။ PDF ဘက်ကလူတွေလည်းပါပြောလဲ။စစ်တပ်နဲ့ဝေဝေးနေပါစစ်တပ်နဲ့အနီးတဝိုက်မှာသွားလာရင်တတိထားပါလို့ပြောတယ်။ဒါကျွန်တော်တို့လည်းအဲ့စကားပဲပြန်ပြောတယ်လေ။ကျွန်တော်တို့တရင်သမားတွေလည်းပါပြောလဲ။အ ਨੇ ဆုံးတော့တောင်ကျန်းသူအကျန်းဖတ်တွေနဲ့တွဲရမနေနဲ့။ခကကွာနေကြပါရှောင်လွှဲနေကြပါကျွန်တော်အမြဲတမ်းဗီဒီယိုတိုင်းဒီပါမှာကျွန်တော်ထည့်ပြောတယ်အเจ้าမဲ့ပြောနေတာမဟုတ်တောင်ကျန်းသူတွေနဲ့ရှိလို့ရှိရင်နှစ်ဖက်ကတော့တိုက်မှာပဲ မကူကလည်းတက်ရှိလို့ရှိရင်တိုက်တာပဲဒရော့ဘုံချတာပဲအောက်မှာပြည်သူရှိလားမရှိလားဆိုတာမမြင်ရဘူးမသိဘူးဟုတ်အဝေးရနေချလိုက်တာလက်နက်ကြီးပစ်ထည့်လိုက်တာပဲဒီနမခတွေကိုလမ်းပစ်တယ်ဆိုပြီးတော့လက်လုတ်တဲ့စိတ်မြောင်းတွေရော့ကတ်တွေနဲ့ပစ်နေတာပဲဘယ်ကြောင့်လုပ်ကြနိုင်မှန်းလည်းမသိဘူးဆိုပြောချင်တာအဲ့လိုပဲကိုပြစ်တဲ့တာဂက်မှာပြည်သူရှိလားမရှိလားဆိုတော့မသိဘူးလက်နက်ကင်အဖွဲ့စည်းတွေအနေနဲ့เนาะအကြမ်းဖက်တောင်းကျမ်းသူတွေပဲဖြစ်ဖြစ်เนาะလက်နက်ကင်အဖွဲ့စည်းတွေအနေနဲ့ခုဘေးကိုအာဓမပြည်သူကိုအခုလိုမျိုးစုဝေးပြီးတော့ ပွဲလုတာမျိုးမလုပ်သင့်ဘူး။ဒါကျွန်တော်မှတ်မိပါသေးတယ်ကျွန်တော်နောက်ချိုးသွားတော့အဲ့ဒီမှာကုတ်ခဲနေတဲ့စီးရာရှိက ကျွန်တော်တို့ဘာပြောလဲဆိုတော့ဒီမှာကြာကြာမနေပါနဲ့ဆက်သွားပါ။ तू ကျွန်တော်တို့ကိုမကြိုက်လို့လည်းမဟုတ်ဘူး။ကျွန်တော်တို့ကိုလည်းအဲ့မခံချင်လို့လည်းမဟုတ်ဘူး။ဒါပေမဲ့ तू ကဘာဖြစ်လဲဆိုတော့သူ့ပတ်ဝန်းကျင်မှာသူ့ပတ်ဝန်းကျင်မှာသူ့ကို drone နဲ့လာလာချနေလို့ကျွန်တော်တို့ထိခိုက်မှာဆိုလို့သွားပါဆက်သွားပါ။ဆိုတော့ဒီလိုပုံစံမျိုးဖြစ်ရမှာ အခုအလိုမျိုးအကျံဖက်သမားတွေကပြည်သူကိုလူသားတိုင်းလိုပဲသုံးတယ်ပြည်သူကိုခေါ်ရလာခဲ့ဒီမှာလာစုသူတို့နဲ့အတူတူစုယုံတယ်အဲ့တော့ဒီနေရာမှာအကျံဖက်သမားအများပြားတည်သလိုကြားတဲ့ပြည်သူအချို့လည်းထိခိုက်ဒဏ်ရာရသေဆုံးကြတယ်ကလေးငယ်အချို့လည်းပါတယ်ကလေးငယ်တွေလည်းလိုက်ပြီးអော်ခိုင်းတယ်တော်တော်များများဒီတရင်ကျုပ်မှာတို့လောက်ကြတယ်စီမီတပိတ်ဆိုပြီးတော့အဲ့တော့ကျွန်တော်အစောပိုင်းနဲ့ပြောမလို့ကျွန်တော်ဒါနည်းနည်းလေးမပြောဘဲနဲ့ဟန့်လိုက်တာဗာလဲဆိုတော့ကျွန်တော်တို့ဘုဒ္ဓဘာသာရဲ့အယူအရ အခုစီမီထိုးနေဆိုတော့ကမြတ်စွာဘုရားကတာရိနာမှာနော်ဝါရင်ကလာ3လတရားဟောပြီးတော့လူပြည်ကိုပြန်အကြွမှာကျွန်တော်တို့ကစီမီတွေထွန်းကြည့်ပြီးတော့ပူဇော်ကျူဇော်ကြတာဖြစ်တယ်ဒါမြန်မာလိုရှင်းရှင်းလေးပြောရင်မြတ်စွာဘုရားရဲ့လူပြည်ပြန်တဲ့ခရီးကိုကျွန်တော်တို့ကကျူဇော်ကြတာဖြစ်တယ်ဒါကကျွန်တော်တို့မုံမြတ်တဲ့အလုပ်ကိုလုပ်တာကျွန်တော်တို့ရုံကြည်မှုကိုကျွန်တော်တို့လုပ်လို့ကြတာနော်အဲ့ဒါကိုစီမီတပိတ်ဒီပိုင်းထားလုပ်တယ်မဆိုင်ဘူးလေဒါနဲ့နော်ဒါပေမဲ့အဲ့လိုလုပ်တယ်အခုလိုဖြစ်သွားတဲ့အခါကျတော့ ်ပြည်သူလည်းထိခိုက်နေတာအဲ့တော့ပြည်သူတကယ်ချစ်ပါလို့ဆိုရင်ပြည်သူမထိခိုက်တဲ့နီလန်းကိုပဲယူရမှာပေါ့နော်တကယ်လို့ဒါကိုကဆန္ဒပြမယ်တော်လမ်းမယ်နော်တပိတ်မောက်မယ်ဆိုလို့ရှိရင်လည်းပြည်သူမပါဝင်မယ်နဲ့ကိုတီးတတ်မယ်လို့ပေါ့ဘာလို့အပြစ်မဲ့ပြည်သူတွေဘာမှနားမလဲတဲ့ပြည်သူလာကြပါဆန္ဒပြကြပါဆိုပြီးလောက်တာလေပေါ့နော်အဲ့တော့ဒီကြောင်တိုက်ခိုက်မှုကြုံရတဲ့ခါကျတော့အဲ့ဒီတပိတ်ဥဆောင်တဲ့လူတွေရောအဲ့ PDF တွေရော ပြည်သူတွေရောထိခိုက်တယ်ကျွန်တော်ထင်တယ်ပြည်သူထိခိုက်မှုကတော့ရှိတော့ရှိတယ်ဒါပေမဲ့နည်းပါလိမ့်မယ်နော်သူတို့ကမစုယုံနေတဲ့အချိန်ကျွန်တော်ကြည့်တဲ့အချိန်မှာတော့ဒီပြည်သူကအကွင့်မြင်ဘက်မှာသူတို့ကစင်ဘက်မှာနော်အဲ့ဒီစင်ဘက်ကိုကြားတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့နှလုံးပြစ်ချတာဖြစ်တဲ့အတွက်အတူအဆတွေထွက်မယ်ခြုံတော်သူတွေထိခိုက်ပြီးဆုံးမှုတွေရှိမယ်ဒါကတော့မမျော်လင့်မဲနဲ့ထိခိုက်သွားတဲ့သူတွေတွေ့တော့ကျွန်တော်တို့စိတ်မကောင်းပါဘူးဒါပေမဲ့အတုံးချခံဖြစ်တဲ့အတွက်တော့ကျွန်တော်ထပ်ထပ်ပြီးသတိပေးပါတယ်ဘယ်တော့မှအကြမ်းဖက်သမားတွေရဲ့အတုံးချခံဖြစ်မနေပါနဲ့ ။အဲ့လိုမျိုးပြောတော့လေမင်းလာနေကြည့်ပါလားလို့ပြောနေဟုတ်လေဟုတ်တယ်။ပြည်သူတွေဘွားကလက်နက်နဲ့ခြေချောက်ခံထားရတယ်။လာခဲ့ဒီမှာဆန္ဒပြရမယ်။မတော်ဘူးဆိုရင်တလန်ဆွဆွဲခံရမှာပေါ့။အဲ့တော့ဒီလိုဘွားနဲ့ပဲလေပတ်နေရတဲ့အခြေအနေဖြစ်တယ်ပေါ့နော်။အဲ့တော့ပြည်သူကကြားထဲမှာမြေစာပင်ဖြစ်နေတယ်လို့ပဲကျွန်တော်ပြောချင်တယ်။အဲ့တော့ဒီလိုအခြေအနေမျိုးတွေမကြုံရအောင်အကျန်းဖက်သမားတွေကိုကျွန်တော်တို့ကသက်ဆိုင်တောင်းရှိတဲ့သူတွေအနေနဲ့အမြန်ဆုံးရှင်းလင်းဖို့လိုပါတယ်။ နော်အဲ့ပြည်သူတွေအနေနဲ့လည်းကိုထိခိုက်မှုနည်းစေခြင်းနဲ့ဆိုလို့ရှိရင်ကျန်းဖတ်သမားတွေနဲ့အတူရှင်တွဲမနေတိုင်းနဲ့သူတို့ရှိတယ်ဆိုလို့ရှိရင်လည်းတက်ဆိုင်ရာတောင်ရှိတဲ့သူစီရင်ဖို့လာပြီးရှင်းလင်းမိပါကျမတို့ကျွန်တော်တို့အေးအေးစိတ်စိတ်ပဲနေခြင်းနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့နော်စစ်တက်လည်းမလာနဲ့ပဲပြည်ရေးမှမလာနဲ့အဲ့ဆိုလို့ရှိရင်ရတရားမျှတမှုရှိတယ်အဲ့ဆိုပြည်သူလွတ်လွတ်လပ်လပ်ကိုရိုးရဓလိထုံတာနေကိုဆင်နွှဲခွင့်ရှိတယ်ဘာမှမဖြစ်ဘူးနောက်တစ်နေ့ဘုကတော့မြွေစီဝါကျက်195ဘီလီယံဘူးဖန်စီရမိတယ်ပေါ့နော် တော့အနည်းဆက်ဆုံးရှင်းရှင်းပဲပြောပါမယ်ဒါလိုက်ဖမ်းရတာလည်းများတာဖြစ်တယ်တော့မွေးစီဝါသတင်းတွေကအပြည့်သာပြောမယ်ဆိုရင်မဆုံးဘူးပေါ့နော်ဖမ်းဆီးရမိတဲ့သူတွေအများအပြားရှိခဲ့တယ်အဲ့ဒီထဲမှာမှဖမ်းဖို့ကြံတာကစိုင်းတော်ခန်းခေါ်ကိုဆိုင် ကာလီမြို့မှာနေထိုင်တဲ့သူဖြစ်ပြီးတော့အေဘက်ကစီပွားရေးတာဝန်ခံတူဖြစ်တဲ့ရဲစော်နောက်ထပ်အေစီပွားရေးတာဝန်ခံတူဖြစ်တဲ့ချစ်မင်းတို့နှစ်ဦးဒါ၃ဦးပေါ့စုစုပေါင်း၃ဦးဖမ်းဆီးဖို့ကြံတယ်လို့သိရပါတယ်အဲတော်တော်များများက ရန်ကုန်မှာပဲအခြေပြုတယ်တော့ဒီမူရစ်စီဝါတွေရန်ကုန်မှာရှိတဲ့နေရာတော်တော်များများကိုလူမသိသူမသိလိုက်ပြီးတော့သူဝတ်သိမ်းစီးထားတယ်ပေါ့နော်ဒါတွေအကုန်လုံးဖန်ဆီးလိုက်တဲ့အချိန်မှာခမန်းကာလာတန်ဘူ195ဘီလီယံရှိပါတယ်195ဘီလီယံဆိုတာကနည်းနည်းနော်နော်တန်ဘူမဟုတ်ပါဘူးဒီမူရစ်စီဝါတွေကမလေးရှားနိုင်ငံကိုပို့မှလို့သိရပါတယ်အရင်နေ့ကကျွန်တော်ပြောခဲ့တယ်တုံးခွမှာဒီမူရစ်စီဝါနဲ့ပတ်သက်တဲ့ အရာတွေဖန်ဆီးရမိတယ်ပေါ့အဲ့တော့ကျွန်တော်တည်င်းရှင်းရှင်းလင်းလင်းမရသေးတာဖြစ်တဲ့အတွက်ဒီတိုင်းပဲတင်လိုက်တယ်ဒါပေမဲ့ဖန်ဆီးရမိမှုအပြီးဓာတ်ပုံတွေထုတ်ပြန်လာတဲ့အချိန်မှာပဲကျွန်တော်တို့တင်ပြခဲ့တဲ့အတိုင်းပဲမူရစီဝါတွေကိုဒီငားထဲတဲ့ပုံတွေပေါ့နော်ငားထဲတဲ့ပုံတွေနဲ့ထည့်ထားတာတွေ့ရပါတယ်အခုလိုမျိုးမူရစီဝါ195ဘီလီယံဘူးလောက်အဖန်ဆီးလိုက်နိုင်တာကလူသက်တွေကိုကယ်တင်လိုက်နိုင်တာနဲ့အတူတူပဲလို့ပြောချင်ပါတယ်နောက်တစ်နေ့ဘုကတော့ပူတာအိုမှာ KIA အပါအဝင် တောင်ကျန်းသူတွေကိုဆန္ဒထုတ်ဖို့ပြသခဲ့တယ်လို့သိရပါတယ်။ဒီဆန္ဒပြပွဲကိုခေါင်နံဖူးဌာနပြည်သူ့စစ်အဖွဲ့ကဝန်းရံ ပြီးတော့လုံခြုံရေးယူပေးခဲ့တယ်။ဆိုတော့နောက်တနေ့ဘုတ်ကတော့ကြောင်မဲမှာမိုင်းချင်းလေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေတယ်။ဒေသခံပြည်သူတွေအတွက်လည်းအပျက်စီးတွေရှင်းလင်းရေးတွေလှုပ်ဆောင်ပေးနေတယ်။အဲ့လိုပဲကြောင်မဲမြို့ပေါ်မှာစာတင်ကျောင်းတွေလည်းပြန်ဖွင့်တဲ့ကျောင်းတွေဖွင့်နေပြီလို့သိရတယ်။လျှက်စစ်မီကတော့ရလာမရလာမသိသေးဘူး။ဖုန်းလိုင်းကတော့နားလိုင်းလုံးရသွားပြီလို့သိရတယ်။ဆိုတော့ကျွန်တော်တို့လည်းကြောင်မဲနဲ့ ဆက်ဆက်ပြီးတော့ဒါမနက်ဖြန်တပတ်ခါတော့ကျွန်တော်သွားဖြစ်မယ်ထင်တယ်နော်အဲ့တော့ဘာကြောင့်ကြံ့ကြာနေလဲဆိုတော့နည်းနည်းလေးအခက်ခဲလေးတွေရှိနေတာဗောနော်သွားကြီးလာကြီးတို့အခက်ခဲလေးတွေရှိနေတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့နည်းနည်းကြံ့ကြာနေတာဖြစ်ပါတယ်ကြောင်မဲကိုတော့ကျွန်တော်ရောက်အောင်သွားမှာဖြစ်ပါတယ်နောက်တစ်ရင်းတစ်ပုတ်ကတော့မကွေးတိုင်းနေတာကြီးမင်းဘူးမှာရှိတဲ့မင်းဘူး PDF ပေါ့နော်မင်းဘူး PDF ကတရင်၃ကတရင်မှုယာယီတရင်မှုလို့ပြောပါတယ်ဟိုးကြီးဆိုတဲ့ လူငယ်ပေါ့နော်လူငယ်လို့ပဲပြောရမှာပေါ့ငယ်သေးတာကိုကျွန်တော်တို့အများကြီးငယ်တာသူလူငယ်ကသူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့ပြောပါတယ်အဆုံးစီရင်တဲ့နေရာမှာစာရေးခဲ့တယ်သူတို့ရဲ့တော်လှန်ရေးကိုရေရိုးသားသားတော်လှန်ကြပေါ့နော်ရှင်းပါတယ်နော် PR တွေမခံနိုင်တဲ့အနေထားပေါ့နော် ပြည်သူထောက်ခံမှုကလည်းနည်းလာတယ်အဲသူတို့ဘက်မှာငွေကြီးရလဲခတ်ခဲလာတယ်တချို့လူတွေဒါအစာတောက်တွေပြက်လက်တယ်စီးဝါးတွေပြက်လက်တယ်တချို့တည်သွားတဲ့သူတွေအများပြားသူတို့ရှိမှမြင်လာများတဲ့ခါကျတော့စိတ်ကြတဲ့ ုံစံကိုခံလို့တည်သွားရတဲ့သဘောပဲပေါ့နော်အဲ့တော့သူ့အရှိမပေါ့အဲ့ဒီတိုင်ရင်မှုဆိုတဲ့လူရဲ့အရှိမယာယီတိုင်ရင်မှုဆိုတဲ့လူရဲ့အရှိမတိုင်ရင်မှုရှိသေးတယ်နော်အဲ့ဒီတိုင်ရင်မှုကို NUG ကဖမ်းထားတယ်အဲ့လိုပဲသူ့မိသားစုတွေကိုလည်းအဲ့တိုင်မှာအခြေချုပ်ထားထားတယ်လို့ပြောတယ်အဲ့တိုင်ရင်မှုရဲ့မိသားစုတွေပေါ့နော်ဘာကြောင့်ဖမ်းဆီးထားတယ်လို့တော့မသိဘူးပေါ့အဲ့တော့သူ့တိုင်ရင်ရလူတွေအကုန်လုံးကိုလည်း NUG ကတောင်းထားတယ်ပေါ့နော်အဲ့ဒါကြောင့်သူနည်းနည်းလေးခက်ခဲသွားတဲ့သဘောမှာ ဖြစ်ပါတယ်နောက်တစ်လေးမှုကတော့ဒီကြောင်မဲကနေပြီးတော့ဇက်တိုက်တော့ထုဆစ်စင်နေပြီးရှင်းလင်းသွားတဲ့လွန်ကြီးတစ်ဖက်ဝင်တွေကအခုဆိုလို့ရှိရင်ဒါသုံးပုံတစ်ပုံကြော်ကြော်လောက်ကိုရောက်ပြီပေါ့နော်တီဘောကိုဆက်သိမ့်မဲ့အနေထားပါအဲ့တော့တီဘောကတော့တိတ်မကြလောက်ဘူးလို့ကျွန်တော်ထင်တယ်အဲအရှိမကျွန်တော်တို့ကျင်တီတို့ဘော်ကျူတို့ဒီလိုအဓိကနေရာတွေရှိသေးတယ်ပေါ့အဲ့တော့ပြည်တော်စုလမ်းမကြီးအတိုင်းဘေးပတ်ဝန်းကျင်မှာရှိတဲ့ TNL စခန်းတွေကိုလိုက်လံရှင်းလင်းနေတာဖြစ်ပါတယ်တက်လာတဲ့ drone ရုံးတန်ဖိုင်တွေမှာလည်း TNL တွေရဲ့ဆက်သွယ်ရေးမြောင်းတွေကိုတည်တည်ကြကြလေးတည်တည်ကြကြလေးပြေချတိုက်ခိုက်တာတွေမြင်ရပါတယ်။ဒါမကြခင်မှာတီဘိုးပါတဆက်တည်းရသွားဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့26ချိန်မြောက်မြမရိုးရာယဉ်ကျေးမှုအစိုးရရည်တီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လူညွန်ရေးနဲ့အေဂျင့်တရားကြီးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကတက်ရောက်ဖွင့်လှစ်ပြီးအမှာစကားပြောကြားခဲ့ပါတယ်။ ဒီခန္ဓာကိုနိုင်ငံတော်အဆင့်အကြီးအကဲတွေအများပြားတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါဆိုစုကယီတီနဲ့ပတ်သက်လို့တော်တော်များများတိမ်မြုပ်နေတာလဲကျွန်တော်တို့မြင်ရပါတယ်။ပြန်ပြီးတော့ပေါ်ထွန်းလာစေချင်ပါတယ်။လူငယ်မျိုးဆက်တစ်တီနောက်ပြီးလို့ရှိရင်ဒီဆိုကယီတီမှာအကဲဖြတ်နေတဲ့ပညာရှင်တွေပေါ့နော်ဂီတပညာရှင်တွေတော်တော်များများဒါအသက်တည်ကြီးလာပါပြီ။ဒါလူငယ်တော်တော်များများကဆိုကယီတီကိုနော်အခုအရင်တော့ဒါကခြေလန်းတလန်းအနေနဲ့ဝင်ကြတယ်။ ပြီးလို့ရှိရင်သဘင်လောကထဲဝင်တဲ့သူတွေများတယ်။နော်အဆိုတော်ပြန်ဖြစ်လာတဲ့သူဆိုလို့နည်းနည်းပဲရှိတယ်ပေါ့။ပြောချင်တာကတော့ဟိုကျွန်တော်တို့အနာဂတ်ပေါ့။တိတ်မကြတော့တဲ့အနာဂတ်မှာဒီပညာရှိကြီးတွေရဲ့နေရာမှာလက်စစ်ကမ်းအစားထိုးဖို့နော်ဒီအကဲဖြတ်တဲ့နေရာတွေကိုဆက်ခံနိုင်ဖို့လူတွေအများအပြားလိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့ရိုးရအမွေနှစ်တွေကိုဆက်လက်ထိန်းသိမ်းမှုလိုပါတယ်။နောက်သတင်းတစ်ပုဒ်ကကြောင်မဲမျိုးနယ်နဲ့မူကုန်းမျိုးနယ်ကြားမှာရှိတဲ့မိုင်းလုံးမိုင်းလုံးမှာရှိတဲ့မန်ဟုံကြီးရွာမန်ဟုံကြီးရွာက အရင်ကကျွန်တော်တို့တင်းတဲ့ပုံမှာထည့်ပြီးတင်ဆက်ပူပါတယ် TNL ကအကြီးပိုင်းနေနေတယ်ရွှေတူးတယ်ရွှေတူးတဲ့လောက်ကအများပြားရှိတယ်နော်အဲ့တော့အဲ့ဒီမန်ဟုံးကြီးရောက်ကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ် TNL ဖုတ်ငွေချိုးထိခိုက်တိုက်စုံမှုရှိခဲ့တယ်လို့သိရတယ်အဲ့တော့ဖြစ်စဉ်ကတော့အော်တိုမလ9ရက်နေ့နေ့လယ်12နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဒီတိုက်ခိုက်မှုမှာ TNL ဖုတ်ငွေချိုးတိုက်စုံခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုပဲ TNL ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနံပါတ်2မြို့နယ်မှာဒေချောင်တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကနံပါတ်2မြို့ပုတ်ပါယုံပလောင်ကျောင်းပေါ့နော်။အဲ့ဒီကျောင်းမှာအခြေပြုတက်ဆွဲထားတဲ့ပလောင်နဲ့နှက်ကန်တောင်းကျန်းသူတွေကိုလေချောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာလည်းတိစုံမှုမြင့်တက်ခဲ့လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ဒါမိသက်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသတင်းကြိုလာပြီးနေ့မှာမိဘုံမြန်နေလွတ်ကြတယ်။မိဘုံမြန်နေလွတ်တဲ့အချိန်မှာရန်ကုန်မန္တလေးနဲ့အချို့မြို့တွေမှာ မိဖို့မြန်ပြကြပြီးနေချို့မီလောက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရတယ်ကျွန်တော်တို့ပျော်ရွှင်မှုတွေရဲ့နောက်ဆက်တွဲစိုးကြိုးတစ်ခုပေါ့နော်ဒါကလည်းဆင်ញံရမှာဖြစ်ပါတယ်ဟိုးအရင်တော့လည်းအဲ့လိုဖြစ်စင်နေရတော့ရှိတော့ရှိပါတယ်ဒါတွေကနောက်ဆက်တွဲစိုးကြိုးတွေပေါ့နော်နောက်သတင်းတစ်ပုဒ်ကတော့ဝရဏိတာကြီးအနောက်ချမ်းမှာရှိတဲ့ပထောင်မြို့နယ်ထဲမှာပေါ့နော်ရခိုင်ပြည်နယ်နဲ့အဆက်ဆက်မှာရှိတဲ့နေရာတွေမှာတိုက်ပွဲတွေပြန်ပြင်းထန်နေတယ်အေနဲ့လူမျိုးတွေဖုံဝင်နေကြတယ်နှစ်ဖက်တိုက်တွန်းမှုတွေရှိတယ်ဒီတိုက်တွန်းမှုတွေမှာနှစ်ဖက်ကြာဆုံးမှုတွေရှိတယ်လို့လည်းသိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းက လက်လွတ်လိုက်ရတဲ့ဗမာမျိုးဗမာမျိုးကအခုပြန်ပြီးတော့စစ်ကြောင်းထုံးနေတဲ့မြို့အနီးကိုရောက်လာပြီနော်မြို့နဲ့တိတ်မလန်းမကန်းအဝေးလောက်မှာတက်မတော်ရဲ့ရှမ်းနီတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ပေါင်းပြီးတော့ပြန်လဲပြီးနေမြေရှင်းလင်းနေတဲ့ဗမာမျိုးကိုလည်းမကြခင်မှာပြန်သိမ်းဖို့အတွက်ဒါစူးစမ်းနေတာဖြစ်ပါတယ်နောက်သတင်းတွေဘုတ်ကတော့ NUG ရဲ့ဆော်ဝေဆိုးကလာမယ့်2026ခုနှစ်အစမှာသူတို့ NUG ထိန်းချုပ်ထားတဲ့နေရာတွေမှာအစ်မြင့် ပညာကျောင်းတွေနဲ့စီးတက္ကသိုလ်တွေဖွင့်လင်းဖို့စီစဉ်နေတယ်လို့ပြောပါတယ်2021 22 23 24အထိကိုကျောင်းတွေဖွင့်ခဲ့တာပါနော်ဟိုအရင်တော့ຫນွေဦးចောင်းလို့ပေါ့နော်ပြီးလို့ရှိရင်ຫນွေဦးတက္ကသိုလ်တို့ချင်းမိုင်တက္ကသိုလ်နဲ့ပဲပေါင်းထားပြီလို့ဩစတြေးလျကတက္ကသိုလ်ထူးနဲ့ပေါင်းထားပြီလို့ ဖက်ဒရယ်ကြောင်းလို့ဖွင့်နေတာပဲတောက်လျှောက်ဖွင့်နေလို့ပြောတာပဲတချို့ hari online ပေါ်မှာနေအဆုံးသက်သွားတဲ့ငွေတွေရှုံသွားတယ်အခုလည်းထပ်ပြီးတော့စေတက္ကသိုလ်ကဖွင့်မလို့လုပ်နေပြန်ပြီဇဝေဆိုးတို့လည်းတက်လဲတက်နိုင်လုံးလဲနော်ဘာမှလည်းပြင်းပြောက်လာတာမဟုတ်ပြည်သူတွေရဲ့ပတ်စံတွေပဲကုန်ကုန်သွားတဲ့အနေအထားပေါ့နော် နောက်သတင်းတစ်ပုဒ်ကတော့စကိုင်းတဲ့ဒေသကြီးမင်းငယ်မြို့နယ်မှာ PDF တွေကဥစည်းပြီးတော့ရွှေတွေတူးနေလို့ဒေသခံပြည်သူတွေကရွှေမတူးဖို့အတွက်ကန့်ကွက်ဆန္ဒပြပါတယ်မင်းငယ်မြို့နယ်လောင်းပြည့်ကြီးရွာပတ်ဝန်းကျင်မှာပေါ့ချင်းတွင်းမြစ်ကိုရွှေတူးနေတယ် ဲ့တော့ဒီရွှေတူးတဲ့အစီအစဉ်ကိုဒေသခံပြည်သူတွေကကန့်ကွက်နေတာဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ကျင်းပီနယ်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့နဘူးအဲ့နဘူးမှာလည်းတက်နှက်တက်ရှိတယ်ပေါ့နော်။ခမိုင်ငါလေးကိုငါလေးရှိတက်နှက်တက်ကိုတက်မလေးလေးအဖွဲတွေထင်ပါတယ်။သွားပေါင်းမိပြီပေါ့နော်။အဲ့တော့အဲ့နေမြေတကျောကိုရှင်းသွားတယ်မြားပတိုင်တို့ဘာတို့အကုန်လုံးရှင်းသွားတယ်ရှင်းသွားပြီးတဲ့အချိန်မှာအခုတော့နဘူးမှရှိတဲ့တက်တွေနဲ့သွားပေါင်းပြီဖြစ်ပါတယ်။ဘာပြောကရင်ပြည်နယ်မှာလဲ ညညတဖုံဝင်နေနေနဲ့အောင်မြင်မှုတွေဒါဇက်တရရှိနေတာတွေ့ရပါတယ်။နောက်သတင်းတွေဘောကတော့ကချင်ပြည်နယ်သတင်းတွေဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန်ဝိုင်းမော်ပမော်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ဒီတိုက်ပွဲတွေမှာစစ်ရှုံးနေတဲ့ KIA ကတရက်တည်းဖားကတ်မှာလူအယောက်900လောက်ပေါ်တာဆွဲပါတယ်အခုလိုပေါ်တာဆွဲတဲ့နေရာမှာမင်းကလေးတွေပါပါဝင်တယ်လို့သိရပါတယ်အဲ့လိုပေါ်တာဆွဲတာကဆိုင်းအောင်မမုံဖားပြင်းနတ်မော်ဆိုင်းအောင်ဒေသတွေမှာအများဆုံးပေါ်တာဆွဲတယ်လို့သိရပါတယ်နောက်တစ်နေ့ဘုတ်ကတော့ လွန်ခဲ့တဲ့၃နှစ်ကစပြီးတော့ရွှေဘူ PDF က၃နှစ်အတွင်းမှာသူတို့100ကျော်တည်ဆုံးတယ်ပေါ့နော်123ဦးတည်ဆုံးတယ်ဒီလိုတည်ဆုံးတဲ့သူတွေကတော့ခေတ်သစ်မီဒီယာရဲ့သတင်းထဲမှာတော့ပါဝင်လာမှာမဟုတ်ပါဘူးခင်ဗျာဆိုတော့ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GP WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 4080 398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ